မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတဝန်းကိုလေကြောင်းတိုက်ခတ်မှုများပြုလုပ်နေတဲ့စစ်ကောင်စီရဲ့တောင်ငူလေတပ်စခန်းကိုတရားခွန်မှမှ short tight တော့ခုနလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေးလုံးစလုံးလေတပ်ထဲကိုရောက်ပါတယ်ထိခိုက်မှုသတင်းတချို့တော့ရထားပါတယ်။တေချောင်လုံနေစဲမို့လို့စောင့်နေပါတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF တန်တော်မြောက်ပိုင်းအထုဒေသတပ်ဖွဲ့စစ်ဒေသ31ပါတီရဲဘော်များအဖွဲ့ Margery Revolution Force MRF အဖွဲ့တို့ကပူးပေါင်းပြီးတော့ဩဂတ်လ20ရက်နေ့ည7:00နာရီကမှ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ညဘက်မှာသူတို့တန်တရားရှိတဲ့နေရာတဝိုက်ကို drone နဲ့ပတ်ပြီးတော့ကြည့်ပါတယ်။ ညတနင်္ဂနွေ9မိနစ်လောက်မှာ120မမနှလုံးနဲ့ရန်တမ်းပြီးတော့ပြက်ပါတယ်တလုံးကအောင်တပြေကုန်းရွာဘက်ကိုကြပြီးတော့ရွာသားတအုပ်ရဲ့နွားတင်းကုတ်မီးလောင်ပြီးနွားတရှင်းတေသွားတယ်လို့သိရပါတယ်နောက်ပိုင်းအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေသေးပါလို့စစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်တဲ့အကြောင်းကို BWM အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်စစ်ကောင်စီဘက်ကပြစ်ခတ်မှုများရှိတော့လဲစစ်စင်ရေးလှုပ်ဆောင်တဲ့အဖွဲ့သားများအားလုံးဘေးကင်းကြောင်း၎င်းကပြောဆိုခဲ့ပါတယ်တောင်ကူလေတပ်ကိုဒါကဒီနေ့အတွင်းမှာ၃ချိန်မြောက်ပါမက်လာကတစ်ချိန်မေလာကတစ်ချိန်တိုက်ခိုက်ခဲ့ပါသေးတယ်လို့ ် BWM ကတာဝန်ရှိသူကပြောကြားထားပါတယ် BWM အနေနဲ့မဟာမိတ်တပ်ဖွဲ့များနဲ့အတူစစ်ကောင်စီရဲ့လေးတပ်စခန်းများကိုအဓိကတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့အခုနဲ့အတွဲမှာ6ကြိမ်မြောက်တိုက်ခိုက်ခဲ့ကစစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ဝင်းလိုရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းထွက်ရန်အတွက်ရှေ့ပြေးကင်းထွက်လာတဲ့ဖောကားကိုပြစ်ခတ်တိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ19ရက်နေ့နေ့လယ်12နာရီခွဲအချိန်မှာပွင့်ဖြူမြို့နယ်ဝင်းလိုရွာမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးရန်အတွက်ရှေ့ကင်းအဖြစ်နဲ့အင်အား10ဦးခန့်ပါတဲ့ဖောကားတစ်စီးနဲ့ကံရွာဘက်ကိုကင်းလည်လာတယ်လို့သိရပါပါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကပူးပေါင်းပြီးတော့ပြစ်ခတ်တိုက်ခဲ့ရာကားပေါ်မှာပါလာတဲ့ စစ်သား9ဦးသေဆုံးပြီးတော့3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးကားပေါ်တက်ခါနေရောက်မှနောက်ခြံစစ်ကူတွေရောက်လာလို့ပြန်ဆုတ်ခွာလာခဲ့ရတာတိုက်ခိုက်နေတုန်းမှလည်းသူတို့တွေက2ယောက်လောက်ပဲပြန်ပြစ်နိုင်တယ်အဲ့ဒီ2ယောက်ညင်သွားတဲ့အချိန်မှာကားပေါ်ကိုတက်ဖို့လှုပ်ခဲ့တာစစ်ကူတွေရောက်လာလို့ပြန်ဆုတ်ခဲ့ရတာပါဒဏ်ရာရတဲ့3ယောက်ကလွဲရင်အကုန်သေးတယ်ကားကခေါင်းကျိုးကျပြီးတော့ဆုတ်ပြတ်တက်သွားတာဒဏ်ရာရတဲ့3ယောက်ကိုမဲစလီကိုလွဲတယ်လက်ပြတ်တာတွေစိုးရင်ရတာတွေပါတယ်အလောင်းတွေကတော့ဒဘယ်ကက်နဲ့တောင်ဘက်မြောင်းပေါင်အတိုင်းဝါတက်ကိုမောင်းသွားတယ် ဖောကားကိုတော့တတ်တလာဆွဲသွားတယ်လို့မင်းမှုခရအမတ်ခွန်တိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုမင်းမှုခရအမတ်ခွန်တိုင်ရင်ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပွင့်ဖြူမြို့နယ်ပကဖနဲ့ရင်းနှသား Youth Force LPDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်ခံရတဲ့အပြင်ဝါလူရွာထိပ်မှာအကြမ်းဖက်စစ်တပ်စစ်သားများလိုက်ပါလာတဲ့ဖောကားတစ်စီးနဲ့တိမ်းမောက်ခဲ့တယ်လို့သိရပါတယ်ကားမောက်သွားတဲ့အတွက်အကြမ်းဖက်စစ်သားများတေဆုံးမှုရှိပြီးတော့တိမ်းမောက်နေတဲ့ကားကိုဆွဲထူရန်အတွက် ြည်သူပိုင်နဲ့ JCB ကားနဲ့ကားသမားကိုတနက်နဲ့ချင်းချောက်ပြီးတော့ခေါ်ဆောင်လာခဲ့တယ်လို့သိရပါတယ်အဲ့ဒီနေ့မနက်ကပဲဝါလူရွာထိပ်မှာကားမောက်တာအဲ့ဒီကားကိုဆွဲဖို့အတွက် JCB ကားကိုခေါ်လာတာ JCB ကားသမားကအလောင်းတွေကိုမြင်ပြီးတော့တွေးလန့်သွားတာစကားတော့မပြောနိုင်တော့လို့ဘာမှကိုမေးလို့မရဘူးအဲ့ဒီမှာကဒဏ်ရာရတဲ့အထဲမှာစစ်ကြောမှုထိတယ်လို့ကြားတယ်တေမတေတော့မသိဘူးပုံပလိကဆေးရုံမှာအရေးပေါ်ကုသနေရတယ်လို့သိရတယ်အဲ့ဒီကားမောက်မှုမှာတေဆုံးဒဏ်ရာရအရေးအတွက်တော့မသိရသေးဘူးအခုကစစ်ကြောမှုလည်းအစ်စ်ပြောင်းသွားပြီး ဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတော့ပြောင်းသွားတာလို့မင်းမှုခရအမှတ်ခွန်တရင်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကစေတော်ရွာကျွဲချံရွာလေမရွာစတဲ့ခြေရွာများကရွာသူရွာသားများကိုတိုင်တယောက်ခေါ်ကပုံမှန်144ထုတ်ပြန်တယ်လို့ပြောဆိုခြင်းចောင်းများကိုအတင်းအဓမ္မဖွင့်ကန်းခြင်းတို့ကိုလှုပ်ဆောင်ခဲ့တဲ့အပြင်ကားသမားများနဲ့ကားများကိုချောဆွဲခြင်းတို့ကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို like နဲ့ subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးရှောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းကို PDF များစိတ်ဝင်နေပြီဆိုတဲ့သတင်းများကြောင့်စစ်ကောင်စီကမြို့နယ်ရပ်ကွက်များဟိုတယ်များတဲခိုကမ်းများနဲ့အဆောင်များမှာ SA များကိုပုံမတင်ကြပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရပိုင်းအတွင်းမှာရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များရပ်ကွက်များတဲခိုကမ်းများနဲ့ဟိုတယ်များမှာရှမ်းပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်ကလာရောက်သူများရှိပါက တပ်ဆိုင်ရာမြို့နယ်ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့များအနေနဲ့စစ်တပ်ထံကိုချက်ချင်းအကြောင်းကြားရန်ညွှန်ကြားထားတယ်လို့သိရပါဗျ။ဒါ့အပြင်ရက်ကွက်များမှာသကောင်စီရင်သို့မဟုတ်အစီရင်နဲ့နေထိုင်ကြတဲ့ပြည်သူများအနေနဲ့သကောင်စီရင်သို့မဟုတ်အစီရင်မိတ္တူကိုမိသားစုဓာတ်ပုံနှစ်ပုံနဲ့အတူ ရက်ကွက်အုပ်ချုပ်ရေးမှူးယုံကိုမဖြစ်မနေပေးပို့ကြရန်ပေးပို့ရန်ပြက်ကွက်ပါကပြက်ကွက်သူရဲ့တာဝန်သာဖြစ်တယ်လို့ချိန်ချောက်ညွှန်ကြားမှုများလည်းရှိနေတယ်လို့သိရပါဗျ။ PDF တွေ UG တွေကစိတ်ဝင်ပြီးတော့အသွေးယူမယ်ပြီးရင်အချိန်တစ်ခုရောက်ရင်ထိုးစစ်တွေရောက်လာရင်စိတ်ဝင်နေတဲ့သူတွေကချက်ချင်း PDF အဖြစ်နဲ့အသွင်ပြောင်းပြီးတော့တိုက်ခိုက်မှုတွေကိုလုံနိုင်လို့အစီရင်တွေစစ်ကြဖို့ရက်ွက်တွေမှာလူစီရင်တွေကိုစီစစ်ကြဖို့ညွှန်ကြားထားတာတွေတောက်လျှောက်ရှိနေပါတယ်လို့မယန်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်ရောင်းတိုင်းအတွင်းမှာပုံမှန်905ပြည့်မှုရှိခဲ့သူများ CDM ဝန်ထမ်းများရဲ့မိသားစုအတိုင်းအဝိုင်း NLD ပါတီထောက်ခံသူများနိုင်ငံရေးတက်တော်လှုပ်ရှားသူများနဲ့မိသားစုဝင်များကိုလည်းရက်ွက်နဲ့မြို့နယ်တို့ကစောင့်ကြည့်ပြီးတော့စစ်တပ်ထံကိုသတင်းပေးပို့ကြရန်လဲညွှန်ကြားမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဒီပဲရဲမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူပိုင်းနေအိမ်များကိုနှိယဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီးတော့စာတင်ကြောင်းနဲ့ဘောလုံးကွင်းထဲမှာစစ်ကောင်စီတပ်သားအလောင်းများကိုမီးတကြုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာ အချက်ပတ်စစ်ကောင်စီတပ်သားများကဒီဘက်ရင်မျိုးပေါ်အနောက်ကွက်တဲ့ရက်ကွက်တောင်ပြင်ရက်ကွက်အင်းမြဝတီရက်ကွက်နဲ့ဆီယာဆန်ခမ်းမအနီးမှာရှိတဲ့နေအိမ်များကိုမိရှုဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်အချက်ပတ်စစ်ကောင်စီတပ်သားများမိရှုဖြတ်စည်းမှုကြောင့်တောင်ပြင်ရက်ကွက်မြောက်ပိုင်းမှာရှိတဲ့ကိုရနေအိမ်ဒွန်ညိုဆန်းနေအိမ်နဲ့အင်းမြဝတီရက်ကွက်မှာရှိတဲ့မတ်ဆွေဦးရဲ့နေအိမ် ကိုညီနိုင်နေအိမ်တို့မီးလောင်ပျက်စီးခဲ့ပြီးတော့ကြံရဲခွက်မှာရှိတဲ့နေအိမ်ပျက်စီးမှုအခြေအနေများကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗါတယ်အနောက်ကွက်တဲ့ကိုမနေ့ကမီးရှို့တယ်ဒီနေ့ဆီယာဆန်ခမ်းမအနီးကအိမ်တွေကိုထတ်ရှို့တယ်လို့သိရတယ်နေအိမ်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်စာတင်ကြောင်းနဲ့နဲ့ဘောလုံးကွင်းထဲမှာလည်းစစ်ခွေးအလောင်းတွေကိုမီးရှို့နေတယ်လို့ဒီပေးရဲမြို့နယ်ညီနောင်များအဖွဲ့ကတာဝန်ခံကိုကြီးဖြိုးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်နောင်ချုံမြို့နယ်တောင်ရှိကျေးရွာအုပ်စုတောင်ခမ်းအနီးနားရှိုးရွာမှာ TNL ပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နေအိမ်တွေထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်ပိုင်းကနားရှိုးရွာမှာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့လက်နက်ကြီးကြောင့်လူထိခိုက်မှုမရှိခဲ့ပေမဲ့နေအိမ်တွေထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ဒေသခံအမျိုးသားတို့ကပြောပါတယ်။နောင်ချုံနားရှိုးရွာနားမှာဒီမနက်ကပစ်ခတ်နေတာတောင်ခမ်းနဲ့နေတယ်လူတော့မသိရသေးဘူး။အိမ်တွေတော့ထိသွားတယ်။ဘယ်နဲ့အိမ်လဲတော့မပြောတတ် ်သေးဘူးလို့ပြောဆိုခဲ့ပါတယ်။မဲပုတ်နောင်စင်နောင်ချိုလေးရွာဘက်ကဒေသခံတွေဟာညံတော်ရွာဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့မက်လွတ်ရွာကန်တွေလည်းဘေးလွတ်ရွာကိုတိမ်းရှောင်နေကြရတယ်လို့၎င်းကဆက်ပြောပါတယ်။မြို့ထဲမှာတော့မဖြစ်တော့ပေမဲ့မြို့ကန်တွေကတော့ပြန်မလာသေးဘူး။အခုလည်းရွာပိုင်းမှာပြန်ဖြစ်တော့ ပြည်သူလူထုကထွက်ပြေးနေရတယ်လို့ပြောဆိုခဲ့ပါတယ်ပြီးခဲ့တဲ့ဇွန်လ25ရက်ကစပြီးတော့10276စစ်စင်ရေးဒုတိယလိုင်းကိုညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြန်လည်စတင်ခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မှာနောင်ချိုမြို့ကိုတိုက်ပတ်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်လက်ဝဲမြင်းနီကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးတို့ဒဏ်ရာရရှိခဲ့ပြီးတော့ဖုန်ကြီးကျောင်းနဲ့စာတင်ကျောင်းတို့ထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ27ရက်နေ့နေ့လယ်12နာရီခန့်ကနထိုးကြီးမြို့နယ်လက်ဝဲမြင်းနီကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့၃ချိန်ပြန်ဝဲပြီးတော့တစ်ချိန်ကိုဘုံဒီနှလုံးကျဲချသွားခဲ့ရာအသက်50အရွယ်အမျိုးသမီးတို့ပေါမဘုံစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဖုန်ကြီးကျောင်းနဲ့ စာတင်ကြောင်းတို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒီနေ့ဆန်းနန္ဒာရီလောက်ကလက်ဝဲမြင်းတွေကိုလေးကြောင်းကနေပြီးတော့ဘုံသီးနဲ့၃ချိန်ကျဲချသွားတယ်။တစ်ချိန်မှာနှလုံးကျဲချသွားတာအသက်50အရွယ်အမျိုးသမီးတူပေါင်းပါဘုံစားထိမှန်တဲ့အထက်ကစာတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းလည်းပျက်စီးသွားတယ်။နေအိမ်တွေကတော့ကြီးကြီးမားမားထိခိုက်မှုမရှိပါဘူးလို့ဒေသတရင်အင်းမေကပြောဆိုထားပါဗျ။အလားတူပဲဩဂတ်စ်လ20ရက်နေ့နေ့လယ်ဆန်းနန္ဒာရီခွဲအချိန်ကန်းကလည်းနထိုးကြီးမြို့နယ်ကိုအောင်ကျေးရွာကိုအကြမ်းဖက်ဆက်ကောင်စီကလေးကြောင်းနဲ့နှစ်ချိန်ဘုံကျဲပြီးတော့ထပ်မံပြီးတော့ လေရင်ပေါ်ကနေပြီးတော့ဆက်လက်နဲ့ထပ်မံပြစ်ခတ်တိုက်ခိုက်ရာပြည်သူနှောက်ဦးသိဆုံးကအသက်80အရွယ်တန်ဃာတော်တပားအပါဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဘုံကြီးကျောင်းအတွင်းမှာရှိတဲ့ပိန်နဲ့လူနေအိမ်တစ်လုံးလည်းထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။